အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ဇွဲ့ထက်ပိုင်ရှင်ဒေါက်တာမာလီကလူဒန်းစာမခွဲခြားပဲကလေးတွေနဲ့ပျော်ရွှင်စာနေနေတဲ့ဗီဒီယိုဖိုင်လေးကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးပဲမင်္ဂလာပါဗျာညမကန်ထရီနိုလေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာအဲ့တော့ငါတော့ပြောတာအကျန်းတော့ငါတော့ပြီးပါရဲ့